ကာဝလ်ကနေနေဟဲဟဲအမန်ပါလေးဆောင်ကကြတော့ဒီအမှန်တမ်းပြောရရင်တော့ကျွန်တော်ကဒီနဲ့ကြောက်နေသေးရပေါ့နော်လောက်ရမှာကိုကြောက်နေသေးတယ်ဒါပေမဲ့ကျွန်တော်ဘေးကအကိုတွေမတွေကကြတော့ဘယ်လိုပြောရမလဲတရားရာခိုင်နှုန်းပြည်စုံမှလုံမယ်ဆိုရင်တော့မင်းလုံပြမှာမဟုတ်တော့ဘူးပေါ့နော်မင်းအရွယ်ရတော့အရွယ်ရှိတော့လုံထားပေါ့အဲ့လိုမျိုးလေးလဲအကြံပေးတယ် တို့ကကျတော့အဲရုပ်ရှင်ရိုက်လိုက်ပြီဆိုရင်ကျွန်တော်တို့ကတလားဆိုတလားနှလားဆိုလနှလားတို့ချွတ်ချွတ်နှစ်မှာချိန်ကုန်ပြီချိန်ပေးရတာပေါ့ကျွန်တော်ကကျတော့အဲတရှင်းလဲဆိုတဲ့အခါကျတော့အဲ့လိုမျိုးတရားခိုင်တော့အဲရိုက်ကူရေးပေါ်မှာအချိန်မပေးနိုင်ပါဘူးဆိုရင်တာပြီးတော့အဲ့လိုမျိုးအခွဲစည်းနဲ့လောက်ရတဲ့အခါကျတော့အချိန်ညှိနှိုင်းပေးရတဲ့ဘိုင်းလေးရှိတယ်အဲဘိုင်းလေးဒီမှာကျွန်တော်အဲ prepare လုပ်ထားတာလေးအစင်းနဲ့မဖြစ်သေးတော့ကျွန်တော်ဆိုရင်တာပါဒီစီကိုကိုပြင်းစင်းအပိုင်းနေလည်းရှိတယ်ဥမာ အဲကျွန်တော်ဒီဘယ်လိုပြောကို physical ဘိုင်းဆိုင်ရာဆိုလဲလို့ပြင်ဆင်ရမယ်ဆိုတာနောက်ပိုင်းသိလာတယ်အခုဆိုဂျင်းနေဆော့တယ်တခြားဘယ်လိုပြောမလဲ music နဲ့ပတ်သက်ပြီးတော့လဲပို့ပြီးတော့အားဖြည့်ရမယ်ဆိုတာတွေသိလာတယ်အဲ့တော့အတွေ့အကြုံတွေအများကြီးနဲ့ကျွန်တော်ပြန်လာဖို့ကြိုးစားနေပါတယ် ာဟုတ်ကဲ့ဒီနေ့ဒီစိုင်းရကမုံဘွေနှစ်30ပြည့်နဲ့စိန်းနှန်းတော်နဲ့ collaboration လုပ်ပြီးတော့ကျွန်တော်တို့ဒီပွဲလူတယောက်ခွင့်ရတော့လည်းတကယ်ဝမ်းသာပါတယ်ပြီးတော့ကျွန်တော်နဲ့သူတက်တဲ့အမှုပညာရှင်နဲ့သူကျွန်တော်အခု live app ရပြည်သက်အားလုံးအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ဟုတ်အော်ဟုတ်တယ်အဟိုမီရတော့မှဟိုပွဲပွဲမှာစုံနေကြတာတွေ့သေးတယ်ကောင်မလေးတယောက်လာမသိဘူးဆိုတာတွေ့တယ်အဲ့ဒါဆိုလည်းအရင်သဘောကျတယ် ပြီးတော့ဟိုတနစ်လွန်ခဲ့တနစ်ကဆိုရင်မဲ့အခုချိန်ကြီးကြံနေသေးတာကိုလည်းတကယ်အားရပါတယ်။အဲဟုတ်တယ်။သူတပုံလုံးရကြတယ်။ကျေးဇူးလည်းတင်ပါတယ်။အားရတော့ဘောနော်။ဘယ်ဆိုတော့ကျွန်တော်ဆိုလိုလောက်တာမကြသေးဘူး။တနစ်ကျော်နှစ်နှစ်လောက်ပဲရှိအောင်မယ်။အဲ့ချိန်မှာကျွန်တော်တပုတ်ပိတ်သက်တွေလက်ထဲကိုထိထိမိမိရောက်ပြီးတော့အဲဘယ်လိုပြောပေါက်တယ်လို့ပြောမှာပေါ့နော်ပေါက်ရောက်တဲ့တော့လည်းကျွန်တော်တကယ်ကျေးဇူးတင်တယ်ဒါပေမဲ့ကျွန်တော်လှုပ်ထားတဲ့တချင်းကတော့အများကြီးရှိအောင်ပေါ့နော်ဒါပေမဲ့အဲ့ထပ်ပို့ပြီးတော့လည်းတခြားတချင်းတွေပို့ပြီးတော့ပေါက်သွားအောင်ကျွန်တော်စူးစမ်းပါမယ်လို့ အာတေးဆောင်ကကြတော့အမှန်တမ်းပြောရင်တော့ကျွန်တော်ကလည်းကြောက်နေသေးရပါတော့လောက်ရမှာကိုကြောက်နေသေးတယ်ဒါပေမဲ့ကျွန်တော်ဘေးကအကိုရီမတွေကကြတော့ ဘယ်လိုပြောရမလဲတရားရာခိုင်နှုန်းပြည်စုံမှလုံမယ်ဆိုတော့မင်းလုံပြမှာမဟုတ်တော့ဘူးပေါ့နော်မင်းအရွယ်ရတော့အရွယ်ရှိတော့လုံထားပေါ့အဲ့လိုမျိုးလေးလည်းအကြံပေးတယ်ပြီးတော့ကျွန်တော်အခုရိုက်ရိုက်မဲ့နောက်ရိုက်မဲ့ကားလေးပေါ့နော်နောက်ရိုက်မဲ့ကားလေးဆိုလည်းကျွန်တော်အကိုကိုပီကေကလည်းကျွန်တော်လည်းရင်းနှီးရဒရိုက်တာဖြစ်တယ်ပြီးတော့ production ကလည်းအဆင်ပြေတယ်မမီဟိုဟာအဆင်ပြေတဲ့အတွက်ကျွန်တော်ဘယ်လိုပြောရိုက်ဖြစ်တာပေါ့နော်ဟုတ်ဟုတ်အချိန်ပေးရတာပေါ့အချိန်မပေးနိုင်မှာအချိန်မပေးနိုင်မှာကြောက်တာပေါ့နော်တို့ကကျတော့ရုပ်ရှင်ရိုက်လိုက်ပြီဆိုရင်ကျွန်တော်တို့ကတလားဆိုတလားနှစ်လားဆိုလို့နှစ်လား တို့ရှင်းနေမှာအချိန်အကုန်ပြီးချိန်ပေးရတာပေါ့ကျွန်တော်ကကြတော့တရှင်းလဲဆိုသေးတဲ့အခါကျတော့အဲ့လိုမျိုးတရားခိုင်နှုန်းအဲ့ရိုက်ကူးရေးပေါ်မှာအချိန်မပေးနိုင်ပါဘူးဆိုရင်တာပြီးတော့အဲ့လိုမျိုးအခွင့်အရေးနဲ့လောက်ရတဲ့အခါကျတော့အချိန်ညှိနှိုင်းပေးရတဲ့အပိုင်းလေးရှိတယ်အဲ့ဘိုင်းလေးမှာကျွန်တော် prepare လုပ်ထားတာလေးအစင်းနေမဖြစ်သေးတော့ကျွန်တော်ဆိုရင်တာပါဘယ်လိုပြောမလဲ challenge တစ်ခုပေါ့အရှိမရမက်ကဂျိုလဲဒီနောက်တလားလောက်ဆိုထွက်တော့မယ်လို့ပြောတယ်အဲ့ခါကြာရင်လဲကျွန်တော်ဘယ်လိုပြောအကောင်းဆုံးတော့စူးစမ်းထားတယ်ဒါပေမဲ့ဘယ်လိုပြောမလဲအဲဘယ်လိုပြောမလဲ ကိုစူးစမ်းတလောက်ကိုတရားခန်းစူးစမ်းလိုက်ခဲ့တော့မှလူတွေမြန်မာ90ရာနှုန်းလောက်ပဲ effect ဖြစ်မှာဆိုတော့ဒီထက်ကိုပြီးတရားထက်ကျော်အောင်စူးစမ်းဖို့ပဲရှိရပါတော့ဟုတ်ဘူး။အရာထင်ကျင်တာဟုတ်တယ်ဟုတ်တယ်အဲ့မတရုတ်ဆောင်ရယ်လို့တော့မဟုတ်ဘူးပေါ့နော်ကျွန်တော်အနုပညာအဲလုတ်လုတ်တွေအားလုံးကိုလည်းကျွန်တော်အားပေးစေချင်တာပေါ့နော်ဘာဖြစ်လို့ဆိုတော့ဟိုဘယ်လိုပြောရမလဲအရင်တော့ဆိုရင်ကျွန်တော်အဲဘူမတိဝပတိနဲ့ကောင်လေးတယောက်အစင်းလေးထားပေါက်ပြီးတော့ကျွန်တော်ဒီအနုပညာလောကတွေရောက်လာတာပေါ့ရောက်လာတဲ့အချိန်မှာကျွန်တော်အဲဟိုဟာကွက်တွေအများကြီးဖြစ်သွားတာပေါ့နော် အဲ့လိုမျိုးကိုမလုပ်ဘဲနဲ့လည်းကိုကိုလုပ်ပါရဲဆိုပြီးတော့ဟိုပြောခံရတယ်လည်းအများကြီးပဲဟိုအဲ့မှာကျွန်တော်ဘယ်လိုပြောရမလဲအတွေ့အကြုံတွေအများကြီးရလိုက်တယ်မနစ်ကဆိုရင်ပြင်စီကိုကိုပြင်စီရမယ့်အပိုင်းတွေလည်းရှိတယ်ဥပမာ အဲကျွန်တော်ဒီဘယ်လိုပြောမလဲကိုယ် physical ဘိုင်းဆိုင်ရာဆိုလဲလို့ပြင်ဆင်ရမယ်ဆိုတာနောက်ပိုင်းသိလာတယ်အခုဆိုဂျင်းနေဆော့တယ်တခြားဘယ်လိုပြောမလဲ music နဲ့ပတ်သက်ပြီးတော့လဲပို့ပြီးတော့အားဖြည့်ရမယ်ဆိုတာတွေသိလာတယ်အဲ့တော့အတွေ့အကြုံတွေအများကြီးနဲ့ကျွန်တော်ပြန်လာဖို့စူးစမ်းနေပါတယ်လို့အဲကျွန်တော်ဒီအနုပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီရရင်ရရလို့လေးပေါ့နော်ကျွန်တော်အကုန်လုံးခြားပြခွင့်မရဘူးဆိုရင်တော့မှကျွန်တော်တောင်းတနေရမှာကျွန်တော်ရတဲ့အခွင့်အရေးတိုင်းမှာကျွန်တော်အကောင်းဆုံးစူးစမ်းနေပါတယ်လို့အဲပြီးတော့အဲမတာရှင်လည်းတောင်းပါပါတယ်အဲပရိသတ်အားလုံးလည်းကျေးဇူးများတင်ပါတယ်